တပတ်တွင်ကိုဗစ်လူနာအသေး6ရောက်တွေ့ရှိမှုနဲ့စိုးရိမ်စရာရှိလာပြီလား။ အလုံးမင်းမင်္ဂလာပါ2019ခုနှစ်တရုတ်နိုင်ငံမှာစတင်ခဲ့တဲ့ကိုဗစ်19ရောဂါပိုးပါဆိုရင်တော့ကမ္ဘာတဝန်းလုံးကိုတော်တော်လေးရိုက်ခတ်သွားစေခဲ့ပါပြီ။ကိုဗစ်ကြောင့်စီးပွားရေးလုပ်ငန်းတွေလည်းရပ်တန့်သွားတာမျိုးကြုံခဲ့ရသလိုလူတွေလည်းအိမ်ထဲကအိမ်ပြန်မထွက်ပဲ stay at home နေရတဲ့အထိဆုံးဝါတဲ့ကရောဂါကြီးဖြစ်ခဲ့ပါပြီ။မြန်မာနိုင်ငံကိုတော့2020မလစတင်ရောက်ရှိလာခဲ့တဲ့ကိုဗစ်ရောဂါပိုးပါဆိုရင်ကူးစက်သူအများအပြားရှိခဲ့ပြီးတော့အသေးပြောက်လည်းရှိခဲ့ပါပြီ။ကိုဗစ်ရောဂါမြန်မာနိုင်ငံမှာလှိုင်းသုံးလိုက်တဲ့အထိကဖြစ်သွားခဲ့ပြီးတော့2020 2020ခုနှစ်မှာတော့အဆိုအဆုံဖြစ်ခဲ့ပါတယ်။ကိုဗစ်ရောဂါကြောင့်သိဆုံးသူများလွန်ခဲ့ပြီးတော့တချို့ဘုန်းနဲ့ဆရာဝန်စေနာဝန်နဲ့အင်အားမနိုင်တော့တဲ့ထိတောင်မှဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ကိုဗစ်ရောဂါကာဝယ်ဆေးတွေထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီးတော့ကိုဗစ်ဟာဆိုရင်လည်းပြောက်ကွယ်သလားဖြစ်လာခဲ့ပါရည်ဒီကိစ္စမှာတော့ကိုဗစ်ရောဂါပေါ်ဟာလုံးဝပြောက်ကွယ်သွားခဲ့တာမဟုတ်ဘဲလက်ရှိခြေတွေကုသမှုတွေရှိနေဆဲဖြစ်ပါရည်ကာဝယ်ဆေးကအလုံးစုံကာဝယ်နိုင်ခြင်းမရှိတာကိုလည်းတွေ့ရသလိုလူတွေအတွက်လည်းတာမယ်ဖျားနာတာမျိုးဖြစ်လာခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာဆိုရင်လည်းကိုဗစ်ရောဂါကုသမှုတွေပြန်လည်တွေ့ရှိလာခဲ့ရပါရည်မကြသေးခင်ကပဲကျန်းမာရေးဝန်ကြီးဌာနကကိုဗစ်ရောဂါကုသခံထားရတဲ့လူနာသစ်တူကိုတွေ့ရှိကြောင်းကြေညာခဲ့တယ်လို့အခုရ တပတ်အတွင်းမှာဆိုရင်လေကိုဗစ်လူနာသေ6ဦးထိတွေ့ရှိကြောင်းထုတ်ပြန်လာပါတယ်။မေလ17ရက်နေ့က25ရက်နေ့ထိရက်တပတ်အတွင်းဓာခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးပြစီခဲ့တာမှာအတိပြုလူနာ6ယောက်တွေ့တာကြောင့်ယောဂါဘိုးတွေ့တဲ့ရာဂိုင်တို့က0.20ဖြစ်တယ်လို့ကျောင်းမကြီးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရန်ကုန်တိုင်းဒဂုံမြို့နယ်က2ယောက်အင်းစိန်တာကေတာကောင်မှုနယ်ရှစ်ဒဂုံမြို့နယ်က1ယောက်စီဖြစ်တယ်လို့သိရပါတယ်။ဒီလူနာတွေထဲမှာပြင်းထန်လူနာ အထူးချမ်းပဲကုသပေးရတဲ့လူနာမရှိသလိုကိုဗစ်19ရောဂါနဲ့သေဆုံးလူနာမရှိဘူးလို့လည်းဆိုပါရယ်။ဒါကြောင့်လက်တော်လူထုကြားမှာကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေပြန်လည်မြင့်တက်လာခဲ့ပြီးအချိန်ကလို့ outbreak ဖြစ်လာမှာကိုပူပန်လာခဲ့ကြပါရည်မြန်မာနိုင်ငံမှာကိုဗစ်ရောဂါစဖြစ်ချိန်ကနေဒီနေ့အထိပိုးတွေ့သူစုစုပေါင်း6,433,239ရောက်သေဆုံးသူစုစုပေါင်း 19,464ရောက်ရှိခဲ့တယ်လို့လဲကျန်းမာရေးဝန်ကြီးဌာနရဲ့ချက်လက်တွေအရသိရပါရယ်မြန်မာရင်အင်းနေချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့2025ခုနှစ်စံကနေမေ20ရက်ထိကို ကိုဗစ်ဆက်ကောကုခင်ရသူတသိန်းကျော်ရှိပြီးသေဆုံးသူ28ယောက်ရှိတယ်လို့ထိုင်းကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။လက်ရှိမှာကူးစက်နေတဲ့ကိုဗစ်မျိုးကွဲဟာဆိုရင် HCC မျိုးစိတ်ဖြစ်ပြီးတော့ပြင်းထန်မှုမရှိဘူးလို့သိရပါတယ်။လက္ခဏာအရလည်းတာမယ်ဖျန်းနာတာမျိုးနဲ့အရန်ကွာချမှုရှိတာကြောင့်အရန်ကြီးဆိုရင်ရတဲ့အခြေအနေမျိုးမဟုတ်သေးဘူးလို့လည်းပြောရသလိုကိုဗစ်ကဝဲစေထိုးထားတာကြောင့်အနည်းငယ်များတော့ရောဂါတွေခုခံကာကွယ်အားလည်းရှိနေကြမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်း ယ်ခုလိုသတင်းကြောင်းရာရင်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တော်မမေ့ကြပါနဲ့အောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးပို့တာရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်